အတေးကပြောချင်တာကတော့တိုင်းပြည်တစ်ခုရဲ့ဟိုငင်းချမ်းရေးကိုတွားဖို့အတွက်အရွေးတစ်ခုကိုရှေလန်းလုပ်နေတာဖြစ်တယ်။ဟိုတွားတော့တွားလာတာပေါ့။ရှေ့ကလည်းတွားလာခဲ့ပြီးပြီ။အခုလည်းအဲ့ရှေလန်းကို မပြတ်ရအောင်ဆိုပြီးတော့မှရှေ့ကိုဆက်ပြီးတော့မှရှေလန်းတွေဆက်သွားနေတယ်လို့ကျွန်မမြင်ပါတယ်။ အခုတိုင်းပြည်ကဟိုအရက်ရှိမျက်နှာမှာတိုက်ပွဲတွေဖြစ်နေတယ်အဲ့လိုတိုက်ပွဲတွေဖြစ်နေတဲ့အထက်ထဲမှာ peace ဆိုတဲ့ငြိမ်းချမ်းရေးဆိုတဲ့စကားကို ပြောဖို့အတွက် ကျမတို့နေရာတစ်ခုရလာတယ်အဲ့ဒါကြောင့်မလို့ peace talk မှာလည်းကျမတို့ကတိုင်းပြည်ရဲ့လက်ရှိအခြေအနေကိုဆွေးနွေးတယ်ပြီးလို့ရှိရင်ရှေ့ကိုသွားသိတဲ့အကြောင်းအရာတွေကိုဆွေးနွေးတယ်အခုလည်းပဲ peace forum မှာဆိုလို့ရှိရင်နိုင်ငံတကာကနိုင်ငံခြားပညာရှင်တွေလည်းပါလာတယ်အဲ့ဒီပညာရှင်တွေရဲ့ဆွေးနွေးချက်တွေကိုလည်းကျမတို့စဉ်းစားမယ် ပြီးလို့ရှိရင်ကျမတို့ရဲ့တိုင်းပြည်အပေါ်မှာမြင်နေတဲ့အမြင်တွေနောက်ပြီးလို့ရှိရင်တိုင်းပြည်ကောင်းရာကောင်းချောင်ရှေ့ကိုဆဲနိုင်တဲ့အနေအထားတွေကိုကျမတို့ဆွေးနွေးသွားမှာဖြစ်တယ်ဆွေးနွေးပွဲတိုင်းဆွေးနွေးပွဲတိုင်းကတော့အလဟသမဖြစ်ဘူးဆွေးနွေးပွဲတိုင်းဆွေးနွေးပွဲတိုင်းမှာအကျိုးရလဒ်တွေဆိုတာရှိတယ်အောက်ခံတွေထွက်လာမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမအနေနဲ့ကတော့အကောင်းဆုံးဆွေးနွေးသွားဖို့ဖြစ်ပါတယ်တိုင်းပြည်မှာဒီလအခက်အခဲဖြစ်နေတာမှာအလုံးတစ်ပြိုင်တည်းပါလာနိုင်ဖို့ဆိုတာတော့မလွယ်ဘူး ပါလာနိုင်တဲ့အဆင်းကနေပြီးတော့မှဆက်လို့လုပ်ရမှာဖြစ်တဲ့တဲ့ကြောင့်ပထမမှာတော့ပါနိုင်တဲ့အဆင့်နဲ့သွားရမယ်ပြီးလို့ရှိရင်ဒီထက်ပါလာနိုင်အောင်ဆွေးနွေးရမယ်နောက်ဆုံးအဆင့်မှာတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အရှိခံတဲ့ပြည်ထောင်စုတိဆောက်ရေးနိုင်ငံတော်တစ်တစ်ခုတိဆောက်လာရေးကိုတော့ကျွန်မတို့ကြိုးပမ်းရမယ်နိုင်ငံတော်တစ်ကိုဘယ်လိုပုံစံမျိုးနဲ့တိဆောက်မှလဲဆိုတဲ့အထစ်ကိုစဉ်းစားပြီးတော့တိဆောက်တဲ့အထစ်ကိုလည်းကျွန်မတို့အခွင့်တိုင်ရင်ကျွန်မတို့လက်နဲ့တိဆောက်ရှင်တယ်ကျွန်မတို့ကိုယ်တိုင်ပါဝင်ပြီးတော့မှတိဆောက်လို့သိရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်မတို့ကတော့ဒီနိုင်ငံတော်တစ်တစ်ခုဖြစ်ပေါ်လာရေးကိုတော့အတန်ခွန်တိုက်ဆွေးနွေးကြဖို့လို့တော့ကျွန်မစိတ်ထဲမှာတော့စိတ်ကူးရှိတယ်တခြားလူတွေကလည်းအဲ့လိုစိတ်ကူးနေပဲလာကြလိမ့်မယ်လို့ကျွန်မထင်ပါတယ်နိုင်ငံတော်တစ်တိဆောက် ရေပေါ့အဲ့နိုင်ငံတို့တည်တည်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအရှိခံတယ်အခုကတော့အစိုးရကတော့ရွေးကောက်ပွဲကိုပါပူပေါင်းပြီးတော့မှတွားကျင်တဲ့သဘောပေါ့အဲ့ဒါကြောင့်မလို့နိုင်ငံတို့အသေးတစ်ခုကိုပေါ်ပလာရေးဟာအလုံးရဲ့ရီမန်ရှယ်ဖြစ်ကြလိမ့်မယ်လို့ကျွန်မထင်ပါတယ်